မင်္ဂလာပါကြော်မသွားနဲ့အရေးကြီးတယ်နော်ဆီယာမအခုပြောမှာလာပြီညမှာပြုတ်လို့ရမယ်အခြေရေးအစီရင်လေးဆီယာမရှိမှာဒီလိုအစီရင်လေးတွေမှာယူထားတဲ့သူရေအဓိကပြောချင်တယ်နော်ဒီလိုတော့အခြေရေးအတွက်ဆီယာမရှိမှာမှာယူထားတဲ့ပေါ့နော်ဒီမောင်လေးတွေညမလေးတွေပေါ့နော်ဒီလိုအဆောင်လေးတွေနောက်တစ်ခုကအိမ်အောင်ရေးအဆင်ပြေခြင်းလို့ဒီလိုအဆောင်အစီရင်လေးတွေပြုတ်လုပ်ထားတဲ့သူတွေကဒီညလာပြီညမှာနော် ဒီဟာလေးကိုအခုရွှေချပေးမယ်နော်ဒီအစုံလိုက်လို့ရွှေချမယ်ကြိုးမပအောင်နော်ကြိုးကဒီတိုင်းလေးပဲထားမယ်ဒီအယုတ်ကလေးနှစ်ယုတ်ကို ရွှေချပေးပါ ရွှေချပြီးတော့တိတ်ထိတင်တာပေါ့နော်ဒါပြည့်နေမှာပဲသူကပြုတ်လုပေးရမယ်ရွှေချပြီးသွားပြီဆိုရင်ကျမတို့ညကြလို့ရှိရင်ည12နာရီနော်12နာရီမှာကျမတို့ဒါဒီအယုတ်ကလေးကိုလက်ဝါးလေးပေါ်မှာဖြန့်ပြီးတော့လာရောက်ခံပေးရမယ်နော် ကိုယ့်ရဲ့အခြေရေးတွေအဆင်မပြေဖြစ်နေတာတွေဝေးကွာနေတာတွေနောက်ကိုယ်ပေါ်မှာအချစ်ယော့နေတာလေပြုတ်လို့လို့ရတယ်ရုံရုံကြည်ကြည်နဲ့ပြုတ်လို့ပါเนาะဒါလေးကိုလက်ပွားလေးပေါ်မှာခံပြီးွားပြီးဆိုရင်ကျမတို့ကလောက်ကိုစွဲချမယ်เนาะလောက်ကိုစွဲချဖို့အတွက်ကကျမတို့ကစာလေးရွတ်ဖက်ပေးရမယ်เนาะလောက်ကိုစွဲချမဲ့ စာပေါ့နော်အဲ့ဒါလေးကိုရွတ်ဆိုပေးရမယ်အဲ့ဒါလေးကဘာလေးလဲဆိုရင်ကျမတို့လမ်းစုံလမ်းကွာလမ်းလေးဝါကိုပိုင်ဆိုးတဲ့နတ်မိမယ်နော်အမောင်တစ်ခါအလင်းတလဲတတိရတဲ့တစ်ခါမေ့လျော့တစ်ခက်မေ့လျော့တစ်လက်ညာဘက်တွင်မှာအလှပြတဲ့နတ်မိမယ်ဆိုပြီးတော့ပြောပြရမယ်เนาะဟောဂရီပါဆောင်ကျုံဂရီပါဆောင်ကျုံ လှုပ်ဝဲမှုများအားလုံးကိုညအမောင်မှာဖွက်သိမ်းရတဲ့နေ့မိမယ်เนาะအဲ့တော့ကျွန်ုပ်ရဲ့လက်ကိုစမ်းတမ်းပြီးတော့မှခေါင်းကိုညှိ့၍ခေါ်ပါတယ်ဆိုပြီးတော့ကျမတို့ရဲ့ဥကောင်းနာကိုလာခဲ့ပါ လာခဲ့ပါ လာခဲ့ပါလှမ်းလာခဲ့ပါဆိုပြီးတော့နာကိုဆွဲချပြီးတော့ခေါ်မယ်ကိုယ့်ရဲ့จิตုရုပ်ကလေးကိုလည်းအနားလေးမှာကတ်ထားမယ် နော်အဲ့တော့နှက်မိမယ်အဝေးကနေအနီးတို့ဆင်းလာခဲ့ပါကျွန်ုပ်ရှိရဲ့အနေအားကိုအရောက်လာခဲ့ပါ နော်ဒါလေးကိုထပ်ခါတခါပြောမယ်ဒီရုပ်ကလေးကိုလက်ွားလေးပေါ်မှာကိုယ့်ရဲ့ဥပအောင်ထဏာမှာတင်ထားမယ်ကွာဆူတောင်းမယ်သူနဲ့ကိုနဲ့အမြန်ဆုံးလက်ထပ်ရပါစေအမြန်ဆုံး ပေါင်းဖက်ရပါစေနော်ကို့ပေါ်ကို့ပေါ်မှာလွဲလို့သူဘုဒ္ဓပေါ်မှာလည်းမချရဘူးကို့ကို့ကိုပဲ ချစ်ရမယ်ကိုယ်ပဲသူလက်ထပ်ပြီးတော့ယူရမယ်အဲ့တော့ချစ်သူနှစ်ဦးကကို့မယူလို့ပြေးသွားတဲ့ချစ်သူမျိုးဆိုရင်လည်းပြုလို့လို့ရတယ်နောက်ကို့ရှောင်ဖယ်နေတဲ့ချစ်သူမျိုးဆိုရင်လည်းပြုလို့လို့ရတယ်နော်ဒါလေးကိုတိတိကျကျလေးလုပ်ပြီးပါတကယ်လို့ဒီအယုံမရှိတဲ့လူကတော့ချစ်သူနှစ်ဦးရဲ့နေနံသားနှစ်ခုကိုရွှေချပြီးလက်ဖွားမှာတင်ပြီးတော့အခုနောက်အတိုင်း ပြောလို့ရပါတယ်ပြောရမှာလမ်းစုံလမ်းလေးกว่าလေးမှာပိုင်ဆိုးတဲ့နှမ့်မိမဲ့အမောင်တစ်ခါလင်း အဲ့တော့လောက်လောက်ကိုဆွဲချတဲ့ဂါရမန္တန်လေးကိုပြန်ပြောပြီးမှဖြစ်ပါတယ်။လမ်းစုံလမ်းလေးွားလေးမှာပိုင်ဆိုးတဲ့နတ်မိမယ်အမောင်တစ်ခါလင်းတယ်လဲတတိယတဲ့တစ်ခါမေရော်တစ်ချက်ညဘက်မှာအလှပြတဲ့နတ်မိမယ်ဂရီပါဆောင်ကြုံနဲ့လှိုးဝဲမှုအားလုံးကိုညအမောင်မှာဖွက်သိမ်းထားတဲ့နတ်မိမယ်တနုတ်ရဲ့လက်ကိုစံတန်၍ခေါင်းကိုညှိ့၍ခေါ်ပါသည်နော် ကျွန်ုပ်ရဲ့အနီးတို့တိုးခဲ့ပါတိုးလာခဲ့ပါเนาะကျွန်ုပ်ကရမ်းလာပါတယ်နဲ့မိမယ်ရဲ့အဝေးမှာ ရောက်ရှိနေပါတယ်ကျွန်ုပ်ရဲ့အနီးကိုဆင်းတက်လာတော့မှကျွန်ုပ်အလိုရှိတာကိုလေဆောင်ကျင်းပေးတော်မူပါကျွန်ုပ်အလိုရှိတာကိုလည်းဖန်ဆင်းပေးတော်မူပါအိုနမိမယ်ဆိုပြီးတော့ထက်ခါတလဲလဲပြောပြရမှာဖြစ်ပါတယ်အခုပြောတဲ့အညာလေးကိုကျမတို့ဘောပန်လေးနဲ့လိုက်မှတ်ထားမယ် เนาะวิดีโอแชร์ตัวมากูอ่ะเสอยู่ด่ามั้ยลาปิญญามาอกลงอลูไอ้แต่เฉยกูหลุดได้อย่าโอบดูมาไม่ติเสียอ่ะโอตึกๆกระเดหลุดป่ะအဲ့တော့ဒီနေ့လာပြီးညနဲ့မနေ့ပြန်လာသေးကြတရက်နေနှစ်ရက်အတွင်းပြုလုပ်လို့ရပါတယ်။တေချာပေါ့ကိုချစ်သူနဲ့ကိုနဲ့ပေါင်းဖက်ရပါတယ်ညားပါတယ်။ရုံရုံကြည်ကြည်နဲ့ပြုလုပ်ဖို့ပဲလိုအပ်ပါတယ်။ကဲကျမမိတ်ဆွေများ အားလုံးချစ်ရည်အိမ်တော်ရေးတွေအစဉ်ပြေပါစေအိမ်တော်ရေးဆိုရင်လည်းဒီလိုပဲเนาะကိုယောက်ျားကိုမျိုးသမီးဇနီးမယားဖောက်ပြန်နေတယ်ဆိုရင်ချိန်ငိမ်သွားအောင်အခုလိုမျိုးလေးလုတ်ပြီးတော့ဆူတောင်းပြီးတော့ပြောဆိုပြီးတော့ပြုလုပ်လို့ရပါတယ်။မနေ့ကကြာရင်လည်း10နာရီခွဲကျမရဲ့ like ကလေးကိုကြည့်ရှုအားပေးကြပါဦး။ခုနှစ်ရဲ့သားသမီးများတွေဘီရင် hostel များကိုဟောပြောပြီးမှဖြစ်ပါတယ်နော်။ ကျမမိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမခြင်းနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလိုရာဆန္ဒတွေပြည့်ဝနိုင်ကြပါစေရှင်